ပါကစ္စတန်ကတနစ်ပတ်လုံးရေခဲနေတဲ့အလွန်မြင့်မားတဲ့တောင်ချေရင်ကရေခက်ခဲနဲ့ကြုံနေရတဲ့လေသမားတွေဟာသူတို့ကိုယ်ပိုင်ရေခဲမျှော်စင်နေဖန်တီးပြီးဖြည့်ရှင်နေကြပါတယ်။ကမ္ဘာဒုတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ K2 ရဲ့ဝေးလံခုံဖျားတဲ့ဒေသမှာရာဒီဥတုပူနွေးလာတာကြောင့်နှင်းကြတာတွေယုံနေလာပြီးနောက်ဆက်တွဲအနေနဲ့ရာဒီအလိုက်အေးပြောတာတွေကြောင့် Gigic Ballistan တောင်ကြားလွင်ပြင်ကရွာကိုရေပေးနေပါတယ်။ ကကကိုရန်တောင်တန်းကြီးကအရေးမိုးထားတဲ့အမြင့်2600မီတာ8200ပေမှာရှိတဲ့စကာဒူတောင်ကြားလွင်ပြင်ဒေသကလယ်သမားတွေဟာသူတို့ရဲ့ပန်းသီးနဲ့တရုတ်ဇီးသီးခြံတွေကိုဘလို့ရေတွင်းစိုက်ပြရမယ်ဆိုတာကိုအွန်လိုင်းမှာရှာဖွေခဲ့ကြပါတယ်။ကျွန်တော်တို့ရေခဲမြစ်တူကြီးတွေကို YouTube မှာတွေ့တွေ့တယ်လို့ Gulan Hinder Hashmi က AFP ကိုပြောပါတယ်။ သူတို့နဲ့ကီလိုမီတာ200တော့မဝေးတဲ့ကင်းထူထူထက်ထက်ချထားတဲ့နေကြားတစ်ဖက် လက်ထက်ကပတ်ဝန်းကျင် ထိမ့်သိမ့်ရေးတမားနဲ့အင်ဂျင်နီယာစိုနန်ဝမ်ချက်တင်ထားတဲ့ဗီဒီယိုကိုသူတို့ကြည့်ခဲ့ကြပါတယ်။သူကဒီနည်းပညာကိုလွန်ခဲ့တဲ့10နှစ်ကပြုလုပ်ခဲ့တာပါ။ခြောက်နဲ့ကရေတွေကိုပိုက်နဲ့ရွာတွေကိုတွဲယူတယ်။ပြီးတော့ရေခဲမှောက်အောင်ရောက်နေတဲ့စောင်းရာတီမှာဒီရေတွေကိုလေထဲကိုဖြန်းပေးတယ်။ အပူချိန်၃ညအောက်ကြာသွားတဲ့အခါဒီရေတွေကလေထဲမှာပဲခဲသွားတယ်။ဒါနဲ့ပဲသူတို့ကရေခဲမျောစင်တွေဖြစ်သွားကြတယ်လို့ဘာလစ်စတန်တက္ကသိုလ်ကပေါမောခဇာကီယာဟူစိန်ဇာကီယာက ပြောပါတယ်။ကရော့ချွန်ပုံစံဖြစ်နေတဲ့ဒီရေခဲတွေဟာဗုဒ္ဓဘာသာစီရီနဲ့တူပါတယ်။သူတို့ကရေကိုတိုးလောင်ထားပေးပြီးနွေဦးရာသီအပူချိန်မြင့်လာတဲ့အခါတဖြည်းဖြည်းအရေပျော်ပြီးတဲ့နောက်ရေပြန့်ရတာဖြစ်ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။